ကဲအတာတစံကြီးလည်းပြီးသွားပြီဆိုတော့ဟုတ်တယ်အဲ့ရက်တွေပြီးသွားပြီကဲပြီးသွားပြီကျွန်တော်တို့ရေပတ်တာတွေ့လိုက်တယ်နော်ဟုတ်တယ်ချောင်းချောင်းထဲမှာကိုကိုပတ်တာကိုကိုပတ်တာရေချိုးနေရလားရေချိုးထွက်ပြီးရေချိုးတာရှမ်းပူလို့တာရှမ်းပူလို့ရေဆိုတစ်ခါလောက်ပဲဆိုရင်အဆင်ပြေအခုကမရတော့ဘူးရှမ်းပူတော့နှစ်ခါလောက်မှရေချိုးရမှာဘူးကနော်အဲ့ကြမှာလေဟိုလုံးဝခဏကိုလေးကအေးအေးလေးနဲ့နေလို့ထိုင်လို့ကောင်းသွားတာဘာလို့ချွေးရအရန်ပြန်မနေတတ်တော့ဘူးနီးစစ်စီဖြစ်လာတယ်နော်ဟုတ်တယ်ဇန်ပြီးသွားပြီဆိုတော့အားလုံးကလည်းလုပ်ငန်းခွင်တွေပြန်ဝင်ကြတော့မှာဆိုတဲ့အခါကျတော့ အကြံတော့ပျက်စီးနေတဲ့အသားအရည်လေးတွေကိုထိမ့်သိမ့်ကြအယူဆရမှာပေါ့လေတကယ်ယူဆရမှာပေါ့နော်ဂျိုရင်းပျက်စီးပြီးတော့နေရီလောင်းလာနေရဲအလားရေးရဲလေရောပဲလေရောပဲနော်အဲ့အင်းနေချင်းလေးတိုင်းတချို့ပိတ်ရခရီးသွားတဲ့သူတွေရှိတယ်ဟုတ်တယ်နော်ခရီးသွားတဲ့တိုင်းပျက်စီးရပဲပျက်စီးရပဲအင်းနှင်းပုံးတွေပဲဆင်ပြေရအင်းနှင်းပုံးတွေပဲနှင်းပုံးတွေပဲဆင်ပြေရ ဒီနေ့မတော့ရပါဘူး။တော့ရပါဘူး။ကျွန်တော်တို့အိမ်တွင်းပေါ်အတိတ်ထံဝင်တဲ့သူတွေပေါ့နော်။နော်။ညတာတော့ရွတ်တာ။ညတာတော့ကြာဆိုတော့လေ။ဒါပေမဲ့လည်းဗာပဲပြပြောကိုယ်လည်းငယ်တုန်းကတော့အဲ့လိုမျိုးဆော့ကစားခဲ့တဲ့အချိန်လေးရှိအတွေ့အကြုံလေးတွေဘယ်လိုပြီး site တင်လဲ။ပြီးဆိုတော့တော့ဗာလင်းတော့မသိဘူး။ဆိုတော့တော့ကကြတော့ဟို company ဝန်ထမ်းဖြစ်တဲ့အတွက်တကြံပြီးတဲ့အချိန်ဆိုအလုပ်ဝင်အရန်ပြင်းလာတယ်။ဟုတ်ကဲ့။သူကမူးမအောင်တော့ပါ။ငယ်တုန်းကတော့ကြောင်းပေါ့။အင်းကြောင်းကလည်းအဲ့လိုပဲပြည့်ရရှိပြီးသားရင်ပြန်တက်ချင်ဘူးတက်ချင်တော့ဒီကကြောင်အောင်စင်းထွက်ပြီးသွားတာနဲ့ အကြံပေးရင်ကျွရှင်ထားရလေဟုတ်တယ်ဟာအရင်အကြံပေးကျွရှင်တက်ရပြီတက်ချင်တော့အဲ့လိုပြန်ပြင်းတာလို့နှလားတော့ကအဲ့လိုလေစော့ကစားပြောပါနဲ့လေးလိုက်လားဆိုလို့ဘူးအကြံပေးသွားပြီဆိုတော့လည်းကဲအားလုံးသွားစင်းတဲ့နေရာတွေသွားစားစင်းတာစားလို့ပြီဆိုရင်ကျမတို့ရဲ့ဝမ်းရည်အတွက်လုပ်ငန်းကိုပြန်ပြောင်းရအောင်ဟုတ်တယ် skin ကိုပြန်ပြီးတော့အရင်ကဲရမယ်နှလားနေမှာရုပ်တက်ချင်ပါကွာပြီးတော့အဲ marketing ဘိုင်းလုပ်တဲ့သူတွေဆိုပို့ပြီးတော့ အဖေတလေလောင်ထားတာအပြင်ထွက်ထွက်ရမှာရှိသေးတယ်အပြင်ထွက်ပြီးလုပ်ငန်းငွေမှာကြတော့လေအဲ့လိုမျိုးဆိုတော့ skin အတွက်အမှဘာလဲ serum moisturizer ဟုတ်ကဲ့ဟုတ်တယ်ဆာဒါကတော့ဒီနှစ်ခုကတော့နည်းနည်းလေး focus အနေနဲ့ပြောနေတာပေါ့နော်ဟိုပေါင်းတင်တာတို့ဟိုနည်းနည်းလေး treatment လုပ်တာတို့ကြတော့လေလုပ်ပြီးသွားရင်နေအောင်ကြီး direct ထိလို့ကမရပြဟုတ်တယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒါအသားရည်အတွက်ကိုအာဒီ ညနာမှာပုံမှန်အားဖြင့်ညဘက်အိတ်ခန်းလေးလေးဆိုသခွားသီးလေးတွေကိုရေးစင်ပြီးပပပပလေးလှီးပြီးတဘာဝနီးရကတ်တာမျိုးလေးနော်မျက်လုံးလေးဆိုရင်အဲဒီတကြံတွင်းမှာကွာအရန်ပူထားတော့ဒီကွန်ရွက်ကလေးကိုမီးလေး ပြပြီးတော့မျက်လုံးလေးကိုအဲ့လိုငါးရက်ဆယ်ရက်လောက်တပတ်ကိုညာဘက်အိတ်ရေပေါ့နော်အိတ်ခံတွေမျက်လုံးဟိုအပူရယ်ပွင့်ပွင့်သွားပေါ့နော်အဲ့လိုမျိုးလေးတွေပြီးရင်တကြံဆိုရင်တငယ်ချင်းတွေနဲ့ပူလိုက်အေးလိုက်နဲ့ဟာရေတွေဆိုလိုက်ပြန်ချောက်လိုက်မှာသူကအပူတွေကကန်နေမှာလေအဲ့တော့အဲ့အိတ်ခံလေးလေးကိုညာနိုင်ခွက်လောက်ကိုစားရေဟိုဟိုပေါ့နော်နေတော်လောက်ကိုရခံနိုင်လောက်ရှာစားရေစိန်ပေးတာမျိုးတွေဆိုဒါအပူထွက်တယ်အဲ့တော့တကြံရေတွေနဲ့နေတွေနဲ့မှာသဘင်တွေကလည်း ကျွတ်တယ်သူကတက်စီးသွားပြီဆိုရဲဒါတွေပြန်ကောင်းမွားကြတော့တဘာဝနီးနဲ့ပြုတ်လောက်တာတော့ပို့ပြီးတော့ဟုတ်တယ်ဟုတ်တယ်ဟိုထိရောက်တယ်လို့အကြံပေးခြင်းပါတယ်အဲ့လိုအဲအသက်ရွယ်တစ်ခုရလာတဲ့ဖြစ် လူငယ်လေးတွေပဲဖြစ်ဖြစ်ပေါ့နော်အဒီအခုဆိုရင်ဖုန်းတွေကြည့်ပြီးလှုပ်လို့ရတာရှိတယ်ကွန်ပျူတာတွေကြည့်ပြီးလှုပ်လို့ရတာရှိတယ်ညာပဲဆိုရင်အနာကြီးဝက်လောက်ပေါ့နော်ဒီစားရည်လေးစိမ့်တာမျိုးအမျက်လုံးကိုကုန်းရွက်ကတ်တာမျိုးပြီးရင်ခွားသီးလေးတွေပပပပလေးရေခဲတတိုင်ထိမှဒီအပူစုပ်အောင်ပေါ့နော်လှုပ်တာမျိုးပြီးသွားတယ်မျက်နှာမှာမိုက်ချာရိုက်ဇာနဲ့နိုက်ခရင်းနေစီရမ်နေလိမ့်ပြီးတော့အဲနည်းလေး skin ကိုပြန်ပြီးတော့ အဲထိတ်ခဲပြန်လုတ်တင်တယ်လို့ပဲလင်းအောင်အကြံပေးစင်ပါတယ်အဲဒီတကြံပြီးသွားရင် အပူလျော့သွားတာမဟုတ်ဘူးဆိုပေမဲ့တကြံမှာအဲပျော်ခဲ့တဲ့ဟုတ်ကဲ့ဒါအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးတွေပဲဖြစ်ဖြစ်ဒါတွေကိုပြန်ပြီးတော့အဲပြုပြင်ပြီးတော့ဟောပါဖြစ်တဲ့ဒီသွားလို့ရှိရင် အာညဘက်ကိုဝင်းနှုတ်စေးစားတာထက်အဲမကြီးဖြော်ရည်လေးကိုထညက်ကလေးနဲ့စိန်ပြီးတော့ဒါအပူပုတ်ဝင်းတွင်းအပြင်ပိုင်းဘလောက်လို့လို့ဝင်းတွင်းအပူကင်းဘွားလဲဒီလိုတဘာဝနီးလေးရလဲရန်ရည်ကြီးတယ်ပြီးစေးကလမာလေးကိုစိန်ပြီးတော့เนาะပရစီဆန်စေးကလမာလေးကိုစိန်ပြီးတော့ဒီဒီတကြားကလေးနဲ့ပေါ့เนาะအဲတမညာသီးလေးညှစ်ပြီးတော့တောက်တာမျိုးဒါဆိုရင်လဲ ဟိုကျမကြီးအတွက်လည်းပို့ပြီးတော့ကောင်းနိုင်တယ်ပြီးဟင်းရီလေးဆိုချောက်ဖယုံသေးဟင်းရီလေးကိုဟင်းကားလေးလို့ပြီးတော့တောက်တာလေးပေါ့နော်အဲ့လိုပြောတော့အဲဈေးလည်းအများကြီးမကုန်မင်းနဲ့ခနာကူလည်းပြန်ကျမပြီးတော့အဲဟာမျိုးလေးစားရမယ်ဆိုရင်လက်ဖက်တုပ်စားမယ်ဆိုရင်လည်းနောက်ဆိုရင်ဒီခန်းချင်းဒီပုံမှန်တစ်လုံးလောက်ဆိုနှစ်လုံးလောက်ထည့်ပြီးခန်းချင်းဒီလေးကိုပိုစားဖြစ်တာမျိုးအဲကိုကတော့ဒီအဲနေ့စဉ်လှုပ်ရှားနေတဲ့နေရာမှာတိတ်ပြီးတော့ကိုအတွက် ဟိုအပန်းမကြီးနိုင်တဲ့ဟာမျိုးလင်းလဲလုတ်ဖြစ်တဲ့ဟာမျိုးလေးတွေကို sharing လုပ်ပေးတာပါဟုတ်ကဲ့ပါဒါနောက်တစ်ခုရေတောက်တာကတော့လူတန်းကိုပြောနေကြဆိုတဲ့အရာတခုဆိုတော့အဲအဲ့လိုမျိုးပေါ့နော်ဒါခင်းချင်းဒီလေးတွေစားပေးတာမျိုးအပြီးလို့ရှိရင်လည်းအာဒီမျက်နှာရောတံမြာတိပုတ်တာကိုလည်းတိတ်အားပဲပေးဦးတော့ချွေးပေါက်ကျဲတတ်တာ哦အဲ့တော့ဒီသခွားသီးလေးကတ်တယ်ပင်မတ်လေးတွေကတ်မယ်ဆိုရင်တော့မျက်နှာ treatment လုပ်တာပြဿနာပါလဲဆိုတော့ treatment ကဒီနေ့လုပ်ပြီးနောက်နှစ်ရက်လောက်အပြင်မထွက်ရင်ပြဿနာမရှိဘူး ပြန်ထွက်ပြီဆိုရင် makeup blending မှာ sun cream ကိုလိမ့်နိုင်သူတွေလိမ့်ပါအာ50 plus 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 50 plus 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 ဆိုရင်သူကအနည်းဆုံး3နာရီလောက်ထိဟုတ်ကဲ့ဒီနေအောင်ကြီးတန်းကိုကာကွယ်ပြန်တယ်သူက sun cream ကိုမသိတော့မနက်ထက်ကလိမ့်နိုင်ညနေတိခံတယ်ထင်တာမဟုတ်ပါဘူးဟုတ်ပါဦးမရပါဘူးဖြင့်အိမ်ထဲမှာနေလို့လဲ sun cream လိမ့်စရာမလိုဘူးဆိုပြီးတော့လည်းမတွေးပါနဲ့အခါအားလျော်စွာ အဲဆန်ခရင်လေးကိုလိမ့်လိမ့်တင်နေပေါ့နော်ဒီထဲမှာလည်းတော့ဒီရောင်ကြီးကမှန်းနေတဆင့်လဲဝင်လာဆိုတဲ့အခါကျတော့လေအဲ့တော့အဲ့မျိုးလေးပြန်ပြီးတော့ထိတ်ခတ်ပြန်လုပ်ပါလို့အကြံပေးစင်ပါတယ်အဲ့တော့ဈေးကလမာလေးပဲဖြစ်ဖြစ်မကြီးဖြော်ရေးဒါတွေကလည်းတဘာဝကပုံဈေးအများကြီးပေးစရာမလိုပဲねတဘာဝပေးတဲ့ဒါဓာတ်စာလေးတွေဆိုတော့ခနာကိုအတွက်လဲပြန်ကျမ်းမှမယ်လို့ထင်တယ်ဝမ်းမှန်သွားရင်အပူပုတ်ကင်းမယ်လူတစ်ယောက်က ဒါကလည်းအရင်အရေးကြီးတယ်လေကျမမလည်းအလုပ်တွေကိုပြန်လဲပြီးတော့လုပ်နိုင်မှာဆိုတော့လေအဲ့လိုမျိုးလေးတခုအကြံပေးချင်ပါတယ်အဲ့စားရည်စိတ်နာကတော့လင်းကိုရံစိတ်နာလင်းဆိုအခုဘာပြော40ပေါ့နော်နည်းနည်းဆုံးဆုံးဆိုပေမဲ့မျိုးလုံးဝါးတာတော့ဝေးတာတော့မရှိဘူးအဲ့လိုပုံမှန်တော့မလို့ဖြစ်ပါဘူးတစ်ခါကိုနှစ်ချိန်သုံးချိန်စားရည်ကိုလေရင်နွေးလေးနဲ့ညဆိုစိတ်နာအော်စိတ်တော့ရင်နွေးပပပပဆူတယ်လည်းတော့မစိတ်ဘူးမဟုတ်လားချက်တွေကိုပြတ်ကြပါမှာပေါ့နွေးနွေးလေးပေါ့ရင်နွေးနွေးလေးထဲမှာစိတ်ပြီးတော့ကိုပါအောင် TV ကြည့်နေတော့လကား အကတွန်ဂျယ်ဒီကတွန်ကားလေးကြည့်နေတော့ကတွန်ကားလေး၃ပိုင်းလောက်ဆိုရင်ဓာရီဘွက်ဖြစ်ပြီလေအဲ့တော့နေ့စဉ်ဒါကလည်းတစ်ပင်ဆိုင်တလို့ပေါ့ခုချက်ချင်းဆိုင်အခုအုံးကြီးခုအုံးမင်းဆိုင်ခုအုံးကြီးတောက်လို့မရတို့အအခါအားလျော်ဆိုတာတပတ်ကို၃၄ချိန်လောက်လုပ်သွားရင်လူတစ်ယောက်ရဲ့အပူပုတ်ကင်းပြီးတော့အခိုးတွေပွင့်နေအဲ့တော့ပြန်လဲပြီးတော့ skin တွေရောခနာကိုအတွင်းတွေကကလီစာတွေရောပြန်ကျန်းမာလာနိုင်တယ်လို့လင်းရတော့ အကျံပေးချင်ပါဟုတ်ကဲ့ပါဟိုပတ်စံလည်းအများကြီးမကုန်ပဲနဲ့တဘာဝနီလန်းအရာပေါ့เนาะဒါချောက်ပြုံသီးလေးတွေစားမယ်ပြီးတော့ဘုံလာဥလေးတွေကိုချင်ဟင်းလေးပေါ့မကြီးနှစ်ကလေးနဲ့ဘုံလာဥချင်ဟင်းလေးထမင်းလဲမိန်နဲ့ခနာကိုတွက်လဲကောင်းနေပေါ့เนาะဟုတ်ကဲ့ ကဲအဲ့တော့နင်းနဲ့အများကြီးနင်းအမြင်နဲ့စားတော့ကြောင်ပအောင်ပြောတဲ့ခါကျနားထောင်နေကိုကဘိုက်ထီစားတော့ဘိုက်ထီစားတော့နေ့စဉ်စားနေတဲ့ဟာလည်းဖြစ်ရမယ်အကုံကြစရိတ်လည်းတက်တာရမယ်လူရဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်းဟိုဟိုတင့်တင့်နဲ့အစားအစာလေးပေါ့နော်အဓိကတော့အချိုလျှော့စားပါအခုနောက်ပိုင်းဆိုကျန်းမာရေးအရာကအချိုကြောင့်ကင်ဆာတွေကလည်းအရင်ဖြစ်လာကြတယ်ငငယ်ရွယ်ရွယ်နဲ့လည်းကင်ဆာတွေဖြစ်လာကြတယ်ဆိုတော့အချိုကိုတတ်နိုင်သူတွေ ရှောင်ပေးပါအချိုရှောင်လို့အဆက်တည်းလည်းမစားပါနဲ့မဟုတ်ဘူးအဆက်ကလည်းဘယ်လိုဆိုတင်းတင်းမြောက်တင်းတင်းမြောက်ပတ်အောင်ဟုတ်ကဲ့မြတ်တအောင်တော့ဒါအစားတော့ကလည်းလူရဲ့ခန္ဓာကိုယ်အတွက်အရေးကြီးဘလောက်ပဲအပြင်မှာ skin care တွေပုံမဲလိမ့်လိမ့်ဟလာပုံမဲအောင်ထားအောင်ထားခန္ဓာကိုယ်ထဲကကလီစာတွေခန္ဓာကိုယ်အတွင်းကမကျန်းမာရင်ဒီလူတစ်ယောက်ရဲ့အလှတရားဆိုတာပေါ်လွင်လာမှာမဟုတ်ဘူးလူတစ်ယောက်က ချမ်းသာဖို့အတွက်ကျမ်းမာခြင်းကနံပါတ်1အရင်အရေးကြီးတဲ့အကြောင်းကဲကျင်တာကဲပြောကျင်တာပြောပြီးရင်ဒီလိုမျိုးကိုကိုကိုရဲ့အခန္ဓာကိုယ်ကြီးကိုတစ်နှစ်တာပြန် run ဖို့အတွက်ကို ဒါဒီဂယူးပြန်ဆိုင်ပါငွေကုန်ကြီးကြလဲတတ်တာလေဟုတ်ကဲ့ပါဘောเนาะဟုတ်အများကြီးပဲတေချာထိမိအသေးစိတ်ရှင်းပြပြီးတာဆိုအဲ့ဒီချက်လေးတေချာနားထောင်มาဟုတ်တယ်ဇာတ်ပြန်ယူဆိုလဲဝင်အေးတယ်လေဟုတ်တယ်ပြင်လေးအဲဒီလိုမျိုးပေါ့เนาะဒါပူတွေအရန်များတဲ့ခါရေတောက်နေခဲ့တော့ကောင်အဲ့လိုဘက်ကရီပါဒီဒီဘက်ကရီပါပြပလေးကိုအဲ့လိုစီလေးနဲ့အဲစက်သွုံလေးနဲ့တုပ်စားတာမျိုးအဲ့ဒါဆိုတော့ချက်ကကူလဲပူပြီးတော့တန်မာ မပြောပြပါစေပြန်ပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တိတ်ကြီးပါကြောက်ကက်တော့ကြောက်ကက်ကလူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာနော်တရားရရအရေးပြန်ကြောက်ကက်ကလည်းသူကအစိတ်တွေနဲ့အကောင်းတွေကိုဖယ်ရှားပြရတဲ့ကြောင့်ဒီကြောက်ကက်ချမ်းမာဖို့အတွက်လည်းလိုတယ်ပြီးရင်ကော်ဖီပန်းပွင့်ဆိုလည်းအစိမ့်လေးတွေစားပြီးရဆိုတော့ဟိုဓာတ်ရုပ်တကူးတကလုံးနေစရာမလိုပဲနဲ့ကိုနေ့စဉ်စားတဲ့ဒဲကမှအမျိုးလေးတွေကိုအစာလေးစစ်စစ်လေးစားပြီးတော့ဒီအသီးနှံတွေကိုစားမယ်ဆိုရင်လည်းခုနောက်ပိုင်းပိုးသက်စေးတွေ သုံးပြတာအများကြီးလို့ဒီအသီးနဲ့နေစားရမယ်ဆိုရင်လည်းရေစလုံးထဲမှာစားလေးသုံးလောက်ထည့်ပြီးတော့ဟုတ်တယ်စိတ်ထားလိုက်ပါဘုသစီလေးကင်းစင်သွားအောင်ပေါ့နော်။နောက်ဆိုအသားငါးရည်ဆိုရင်လည်းအဲ့ဒါလေကယူဆိုင်တင်တယ်ပေါ့နော်။ကိုနေစင်စားနေတဲ့ဟာကလေကို့အတွက်ကျန်းမာနိုင်တယ်လေ။အထူးတည်းစီးတောက်မတ်ကြီးကစကင်ကြီးလိမ့်မအခန္ဓာကိုယ်ကြီးလှပမယ်ဆိုတာထက်စားတောက်လေးနဲ့ထိန်းသွားရင်လည်းကို့အတွက်ပို့ပြီးအဟာရလည်းရှိတယ်။စားရတာလည်းထမင်းပိန်စီတယ်လို့ထင်ပါတယ်။ဟုတ်တယ်။ တဘာဝအတီးနံနေဟင်းသီးဟင်းရွက်တွေကလူရဲ့ခန္ဓာကိုယ်အကျိုးပြုရယ်ပေါ့နော်အဲဟင်းသီးရယ်တေချာရေစေးစားဖို့လိုရယ်ကွာဟုတ်တယ်ဟုတ်တယ်ဆေးတွေဂျာရှိခံပစ္စည်းတွေကလည်းပါဝင်တဲ့အတွက်ကြောင့်ဒီအတီးနံနေစားရယ်ဆိုပေမဲ့လည်းဒီအတီးနံနေကိုစင်ကြယ်အောင်စေးဖို့ကလည်းအရန်လိုတယ်အဲ့အတွက်ကြောင့်စားရည် လေးနဲ့ပေါ့နော်စားလေးတစ်စုံလောက်ထည့်ပြီးတော့ဒီအသီးရွက်တွေကိုစိန်ထားတာမျိုးဆိုရင်လည်းဒါပါပဲပြောပိုစိတ်ချရတာပိုစိတ်ချစိတ်ဖြစ်တာပေါ့နော်ရေယူလဲပုံမှန်နှစ်ထပ်လောက်စီသုံးထပ်လောက်စီပေးပါလို့ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ပါနောက်ထောင်ပါမယ်နောက်ထောင်လည်းပိုစိတ်မယ်နော်ဒီတူတူတူကိုကိုလုံးနေကြဟာလေ used to ဖြစ်တာပေါ့ဟုတ်တယ်ဟုတ်တယ်ရိုင်း heavy လုံးနေစရာမလိုတဲ့အဲကုထုံးမျိုးလေးတွေပေါ့နော်ဟုတ်တယ် โอเคပါအဲ့တော့အခုချက်လေးတေးချာနားထောင်ပြီးတော့နှစ်သစ်မှာမြန်မာနှစ်သစ်မှာပေါ့နော်ပို့ပြီးတော့ကျမ်းမောင်ပို့ပြီးတော့ပြောရှင်အားလုံးပဲခရူးဆိုင်ကြပါပြီးတော့လေ script တွေလည်းမလုပ်နဲ့တော့အသားရနေလောင်သွားလို့ဆိုပြီးအဲ့နေရာကို script လုပ်လို့မရသေးဘူးအချိန်နှစ်ပတ်တန်းဒီသုံးပတ်တန်းဒီစောင့်ပြီးတော့မှ script တွေပါတယ်လောက်ပါလောလောဆယ်တော့လင်းပြောတဲ့အချက်လေးနဲ့တေးချာပြီးဆက်ကြပါနော်အများတဲ့ lotion မျိုးပေါ့ဟုတ်ကဲ့အဓိကတော့ lotion day မီဆိုရင်လူတွေက နည်းနည်းလေးအဲ့လို body butter တော့ပါလို့ညရာဒီမှာတော့မလိမ့်သင့်ဘူးရေထက်များတဲ့ဟုတ်ကဲ့အဲဒီလိုမျိုးရေထက်များတဲ့ lotion မျိုးပေါ့လိမ့်လိုက်တာနဲ့အသားလေးကိုစိတ်ဝင်ပြီးတော့ ကစီစီမဖြစ်တဲ့လိုရှင်မျိုးလိမ့်တာပို့ပြီးတော့အသားရည်အတွက်ကျမစီမဲလို့လင်းထင်ပါတယ်မျက်နာတော့သွားသီးကတ်တာတော့မျက်နာရဲ့အေးတက်လေးရတယ်အပူတွေပူဆုပ်တာဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးတွေဖြစ်ပြီးကိုယ်မျက်လေးလည်းကတ်ပါလို့ဟုတ်တယ်မျက်လုံးမျက်လုံးတက်တယ်ကိုကိုပြန်ခရူးဆရတော့ဟုတ်တယ်တမန်ဝါနီးတွေပေါ့နော်လုံးဝဒါအဆက်မကုံဘဲနဲ့ဟုတ်တယ်ဒါနေ့စဉ်မှာဒါ ကုန်ကြစည်အသက်တာဆုံးတဲ့သဘာဝနီးပေါ့နော်စိတ်ကမာနီးဒီကြီးဖြုတ်ရေးတောက်ပဲနော်အဲ့လိုမျိုးလေးဆိုရင်အဲကုန်ကြစည်အသက်တာဆုံးတဲ့ခန္ဓာကိုယ်ကိုပြန်လဲကျန်းမာအောင်လုပ်တဲ့နည်းလေးတွေဟုတ်တယ်အလုပ်တွေလုပ်တာလည်းလုပ်ပေါ့တစ်ဖက်မှာလည်းကျန်းမာကြီးဥစားပြောတာအဲ့လည်းပြောပေါ့ပြောခဲ့ပြီးပြီဆိုတော့အဲဟုတ်တယ်အဲ့တော့စိတ်တက်လူတက်စိတ်တက်လူတက်ကလည်းများနေပြီပြီးခဲ့2025ခုတော့လည်းဇန်နဝါရီဆိုလည်းပြောတယ်ဇန်နဝါရီညမှာတစ်ခါတက်တယ်ညူညမှာတစ်ခါတက်တယ်ဒကြမ်းမှာတစ်ခါတက်တယ်เนาะဟိုဟာတရင်ကျွေတစ်ခါတက်တယ်ဟုတ်တယ်မော်တီခဏခဏရပါဘူးခဏခဏမို တီးရတက်တက်ကွန်ငါးခါတက်နေတာဟုတ်တယ်ကိုယ်တော်နေတက်ဖို့လိုရတယ်နော်ဟုတ်တယ်ဟုတ်တယ်ကဲအဲ့တော့လက်ဖန်ကျွန်တော်အအမိုက်စားရုံတက်ကြမယ်အေးဟုတ်တယ်ရုံတက်တဲ့ခါမှာမိုက်စားလာပို့ပြီးလာပို့ပြီးကျန်ခါလေးလေးကပ်မယ်ခြေထောက်ကလေးကိုစားရည်လေးစိတ်ပြီးတော့ပြီးလိုက်မယ်ဆိုရင်မနေ့ဆိုအကြောင်း အကျော်ချင်အများများလည်းပြည်ပြီးတော့လက်လက်ဆက်ဆက်နဲ့ရုံသွားတာပေါ့နော်ဟုတ်တာပါအရေးကြီးတယ်ဟုတ်ပါတယ်ကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်လည်းမသိဘူးညီတို့ကောင်းလို့ဆိုအိပ်ပြောတော့ stress stress ရောပြီးတော့ stress တွေရောပြီးတော့ခါတိုင်းအကြောင်းများပြည်ပြီးအိပ်ပြောတော့ကျောင်းရုံတော့ကြဒီလည်းမပြောတတ်ဘူးပေါ့လားအဲ့ဒါအိမ်ကလူတွေကိုကိုအလံပေးုံနဲ့မဟုတ်ပဲနဲ့အိမ်ကလူတွေပါနှုတ်ပေးဖို့ပြောထားရတယ်ဟုတ်တယ် fighting မှာရုံပြတ်တတ်ဖို့အတွက် fighting ကဲအဲ့တော့ကျွန်တော်ပရိသတ်တွေအားလုံးအတွက်ကိုဒါချက်ချက်အစီအစဉ်ဖြစ်ပါတယ်နောက်ထပ်လာမယ့်အစီအစဉ်မှာဆိုရင်ကျွန်တော်ဒီနေ့ဖိတ်ခေါ်ထား celebrity guest ကနေပြီးတော့ဒီ ี้2อู้ไผ่ขอนะบ่เนาะอะแล้วเซนุน่ะเก้งนี่แหละตุตุซ่อมเซนุเมดมะเลยဖြည့်ไปมาဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့ဖိတ်ခေါ်ထားတဲ့ celebrity guest 2อู้ကချစ်စရာကောင်မလေးနှစ်ယောက်အဲချစ်ဖို့ကောင်တယ်မင်းသမီးလေးနှစ်ယောက်ပေါ့နော်အခု MRD4 မှာဒီ passing ပေါ့နော်ဇင်းတို့ည9နာရီတိုင်းမှာအားလုံးအတွက်ဘဝအမောပြေအောင်ဆိုပြီးတော့ပြတ်တာပြနေတဲ့ Happy Hotel ပေါ့နော်ဒီကအဲတေယုဆောင်မင်းသမီးလေးနှစ်ယောက်ဖြစ်ပါတယ်ရှင်အဲတွန်းသစ္စာစောနဲ့ Mabel ဖြစ်ပါတယ်ဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ပါတယ်ဟုတ်တယ်အဲ့ဒါ ဟဲ့လိုက်တော့ black ကျင်တယ်နော် black black ကျင်တော့ white white ဖြစ်ပြီးတော့ white ဖြစ်ပြီးတော့ black ကျင်တဲ့ black ကျင်ကဲအဲ့တော့ happy hotel ညီမလေးရောက်နေပြီဆိုတော့မကြခင်မှာပြည်သက်တွေတည်ခြင်းပဲအကြောင်းအရာလေးမေးမြန်းပေးပါမယ်ရှင်။